ာပါဗျာဒါကတော့တရိန်နိုင်ငံနိုင်ငံသားပါဗျာသူကအသားနည်းနည်းမဲပေမဲ့အဖက်တွေတုံးတဲ့အတွက်နည်းနည်းဖြူနေတာပါဗျာတကယ်တော့တရိန်နိုင်ငံနိုင်ငံသားဖြစ်ပါတယ်အဲဒါကရှင်းပြနေတာသူတို့နိုင်ငံမှာဖားရုပ်တွေနဲ့ငါးဟိုငရက်တွေကိုဘယ်လိုပြက်လဲဆိုတာရှင်းပြနေတာပေါ့နော်အဲအဲ့ဖားရုပ်သူတို့က long boost လို့ခေါ်တယ်အဲ့မျိုးပေါ့နော်အဲ့ဒါရှင်းပြနေတာကိုကျွန်တော်ရိုက်ပြထားတာပါဘယ်လိုပြက်ရမလဲဘယ်လိုဆွဲရမလဲဘယ်လိုရိုက်ရမလဲဆိုတာနော်โอเคကြည့်ကြအောင် ငါချပင်းနဲ့ရမ်းထူရတဲ့အတွက်များရတာတော့နည်းနည်းခက်တယ်ဗျ။ตัวอ่ะมันแน่ซวยပြီးတော့သူဆွဲတင်နေရလားဖြစ်ပါတယ်အမလုံးဘူးဆိုတော့သူတို့ခေါ်တဲ့ဖားရုပ်ရမြိုချသွားတာငရဲ့လေဘင်းလေးရောက်သွားတယ်ခင်ဗျာအခုဆိုရင်တော့ကြီးကြီးတစ်ခေါင်ရပါပြီဒါအချောက်လမ်းမဆိုရင်တော့တော်တော်စားမှာဖြစ်ပါတယ် ဒါပေမဲ့လည်းသူတို့ကတက်တက်လွတ်နိုင်ငံကလူတွေဖြစ်တဲ့အတွက်ပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်အားလုံးနှမျောပေးမယ်လဲမတက်နိုင်ဘူးခင်ဗျာ ပြန်လွတ်ပေးလိုက်ပါပြီလို့အားလုံးပဲကျေးဇူးတင်ပါတယ်လို့